နောက်တစ်ခန်းမှာတော့ရဲရဲရှိချောင်းလေးရောက်လာတဲ့ခန်းကိုပြင်ပြပါတယ်။သူနဲ့အတူလူတစ်ယောက်လည်းပါလာပြီ။သုံးနှစ်တာပျောက်ဆုံးနေတဲ့သူ့ရဲ့သားကိုရှာဖို့အကူအညီလာတော့တာပါ။ဒီကာလတစ်လျှောက်လုံးသူ့သားကိုပြန်ရှာဖို့နီလပေါင်းစုံကိုတုံးခဲ့ပေမဲ့လည်းအချင်းကြီးတာဖြစ်ခဲ့ပါတယ်။သူ့မှာရှိနေတဲ့ပစ္စည်းဥစ္စာတွေအကုန်ကုန်ပြီ။သူ့မိမရဲ့စိတ်ကလည်းပုံမှန်မဟုတ်ဖြစ်နေပါပြီ။ခြံကတော့လူဘဝနဲ့ပြဿနာတက်ထားတဲ့ကိစ္စကြောင့်ဒီအလုပ်ကိုလက်ခံဖို့ငြင်းဆိုပါတယ်။အဲ့ဒီနောက်အတိတ်မှာဖြစ်ခဲ့တဲ့အရာကိုအရှိကိုအရှိတိုင်းပဲလက်ခံဖို့ပြောပြီးထွက်လာခဲ့လိုက်ပါတယ်။ရဲရာရှိ၆လင်းနဲ့ပြန်လို့ပြန်သွားတော့၆လင်းကခြံစီကိုရောက်လာပါတယ်။ ီချိန်ချိန်ကဒီအလုပ်ကိုလက်မကန်ညီအောင်ပြောပေးမယ်ဒီလူပြောင်းမှုနဲ့ပတ်သက်တဲ့သတင်းကိုတော့ရှာဖွေကြည့်နေပါတယ်ချောင်းလင်းကဒါကိုမြင်တော့ချန်တီမရှင်ကိုလုံးချင်သိရှိပေးမယ်ဘာကြောင့်ငင်းခဲ့မန်းကိုနားမလည်ဖြစ်နေပါတယ်ပြီးတော့ဒီလျန်ဆိုတဲ့သူကလည်းသူမသိတဲ့သူဖြစ်ကြောင်းပြောပါတယ်လွန်ခဲ့တဲ့၃နှစ်ကဒီလူဟာသူ့ရဲ့ကျောင်းသားမှာအေးအေးဆိုင်ဆောက်ဖွင့်ခဲ့ပါတယ်ဒါပေမဲ့စာဖွင့်ပြီးမကြခင်ဆိုင်လူကြနေတဲ့အချိန်မှာပဲသူတို့သားကပျောက်ဆုံးသွားခဲ့ပါတယ်။ဒီကိစ္စတွေဖြစ်ပြီးရင်တော့လျန်းဟာသူတို့ကျောင်းသားမှာမကြခဏလူပြောက်ကြညာတွေလာခဲ့ပါတယ်။ ချောင်းလင်းကိုတွေ့တဲ့အခါမှာလည်းသူသားအကြောင်းတည်မေးခဲ့ပြီဒါကိုသူမကမသိကြောင်းပြောက ပြေးထွက်လာခဲ့ပါတယ်သူမအမှန်တရားကိုပြောပြချင်ပေမဲ့လည်းအဲ့ဒီချိန်တုန်းကသူမလင်ခဲ့မိပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းကသူတို့ရှာနေတဲ့ကလေးဟာလူတယောက်ရဲ့စွဲကိုခံသွားရတဲ့မြင်ကွင်းကသူမရဲ့မျက်ဉာဏ်ထဲမှာရှိနေလို့ပါသူမအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအပြည့်ရှိတယ်လို့ခံစားရတာကြောင့်ကြောင်းပြရတယ်အဲ့ဒီကနေပြောင်းလာခဲ့ပါတယ်ဒါပေမဲ့သူမမထင်တာကကောင်းလေးရဲ့ဖေဟာသုံးနှစ်ကြာတိုင်အခုချိန်ထိလက်မလျှော့သေးပဲလက်ရှာနေသေးတယ်ဆိုတော့ပါ ဒါကြောင့်ဒူမရဲ့အမားတွေကိုပြန်ဖြည့်ဆည်ဖို့သူ့ကိုကူညီပေးရန်ခြံကိုတောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ခြံကလည်းတဘောတူလိုက်ပြီးရန်ကိုဆက်တွေ့ကသူ့ကိုကူညီမဲ့အကြောင်းအကြောင်းကြားလိုက်ပါတယ်။ရန်ကလည်းဇာကိုကြားတော့ပြောသွားပြီးရဲဌာနကရှောင်းလျက်လက်ထောက်စီကနေစောင်းကြီးကင်မရာမှတ်တမ်းဗီဒီယိုကိုတောင်းပြီးသူ့တို့ကိုပို့လိုက်ပါတယ်။ဒါကိုကြည့်ပြီးခြံကသူ့ရဲ့စွမ်းအင်နဲ့ဒီဗီဒီယိုကနေဘာတွေမြင်ရလဲလို့လူကွန်းကိုမေးပါတယ်။လူကွန်းကတော့အချိန်၁၂နာရီအတွင်း၁ကီလိုမီတာပတ်လည်မှာရှိတဲ့စောင်းကြီးကင်မရာကမြင်ကွင်းတွေကိုမြင်ရကြအောင်သူပြောပြပါတယ်။ဒါပေမဲ့ကင်မရာရဲ့မြင်ကွင်းကိုမမြင်ရဘဲ ကင်မရာမျက်ကွယ်ကဟာရီကိုတော့မမြင်ရကြအောင်ပြောပါတယ်။ချန်ကအဲ့ဒီကနေပျောက်နေတဲ့ကလေးကိုဘယ်သူခေါ်သွားလဲမြင်ရလာလို့မေးပါတယ်။လူကကတော့ပြန်ပေးဆွဲတဲ့သူကကင်မရာမျက်ကွယ်ရတွေကိုတီဗီသားဖြစ်နေတာကြောင့်သူ့မြင်ကွင်းထဲမှာတော့မတွေ့ကြအောင်ပြောပါတယ်။ဒါကြောင့်ချန်အနေနဲ့ဓာတ်ပုံတွေဝင်ရတော့မှာပါ။ပုံမှန်ဆိုရင်ဓာတ်ပုံရတဲ့သူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်တာဖြစ်ပေမဲ့အခုကစောင့်ကြည့်ကင်မရာကနေရိုက်ထားတဲ့ကြောင့်သူဘယ်လိုဖြစ်မလဲတွေးနေမိပါတယ်။ဒီလိုနဲ့ချန်ဟာကလေးမပြောက်ခင် နေ့လည်နှစ်နာရီဝဲချိန်မှာဓာတ်ပုံတွေဝင်ရောက်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ဓာတ်ပုံတွေကလည်း လွန်ခဲ့တဲ့၃နှစ်ကအချိန်ကာလကိုတူပူရန်ရောက်လာခဲ့ပါတယ်။ချမ်မမီကိုရာကနေကလေးကိုကြည့်နေပြီးလူကွမ်းနဲ့စကားပြောနေတုန်းမှာလူတစ်ယောက်ကကလေးကိုခေါ်သွားပါတယ်။ဒီလိုနဲ့ချမ်ပြေးလိုက်သွားပြီးလမ်းခွဲတစ်ခုအရောက်မှာလူကွမ်းကသူ့သွားရမယ့်နေရာကိုညွှန်ပြပါတယ်။အဲ့အချိန်မှာကလေးခေါ်သွားတဲ့သူနဲ့ဘေးကဖြတ်သွားတဲ့ခြုံလေးတို့ကိုတွေ့နေရပါတယ်။လူကွမ်းချင်းမီတားလိုက်ပေမဲ့လည်းချမ်ကအဲ့ဒီကိုရောက်သွားခဲ့ပါပြီ။ချမ်ကမြင်တော့ခြုံလေးကသူ့ဘားကြောင့်ဒီကိုရောက်နေရလေလို့မေးပါတယ်။ဘားကြောင့်လေဆိုတော့သူမရဲ့ခင်ကာလမှာချမ်းနဲ့လူကွမ်းကပြပမှရှိနေတာကြောင့်ပါ။ ဒါကြောင့်ချန်လေသူတို့ကိုမြင်တာနဲ့ချက်ချင်းပြီးထွက်လာပါတယ်။ချန်ဒီမှာရှိနေတာကိုဘယ်သူမှမမြင်သင့်ပဲ။ဘာကြောင့်လဲဆိုတော့ဒါကအနာဂတ်ကိုတက်ရောက်မှာဆိုတော့ကြောင့်ပါ။ချောင်းလင်းကတော့ခလိခုတ်တော်တဲ့သူဘက်ကိုပြန်ကြည့်ပြီးသူချန်ကိုမြင်ခဲ့ရတာကလည်းနေပူတာကြောင့်ထင်အောင်ထင်မှဖြစ်တာလားဝေခွေးများဖြစ်နေပါတယ်။ချန်ပြီးထွက်လာရင်တဏျာအရောက်မှာလူကွန်းကသူပြန်ပြီးဆွေးသမားကိုမျက်စိပြတ်သွားကြအောင်ပြောပြလာပါတယ်။ဒါကြောင့်ချန်ဆက်ရှာပြီးမယ်လေဘာမှကိုမတွေ့ရတော့ပါဘူး။လူကွန်းကတော့သူတို့ကသူအာယုံခံနိုင်တဲ့အကွာအဝေးကနေထွက်သွားလိုက်ဖြစ်နေကြအောင်ပြောပြပါတယ်။ ဒီဂျင်လျန်းကလည်းသူ့သားဒူရိုပြောက်သွားတာကိုသတိထားမိသွားပြီးချန်နိုရဲ့မရှင်ကလည်းကြောက်ရွံ့သွားခဲ့ပါတယ်။လက်ရှိမှာတော့ချန်နိုတုံးယောက်ရန်ရဲအင်ကိုရောက်လာပြီးမရှင်ကြောင်းတိပေးပါတယ်။ချောင်းလင်းကလည်းသူမအဲ့ဒီတုန်းကအဖြစ်ပျက်ကိုအရေးတူမလုပ်ခဲ့ပဲသူမတွေးခဲ့တဲ့အကြောင်းကိုပါမပြောမိတာကြောင့်လျန်းကိုတောင်းပန်ပါတယ်။ဒါပေမဲ့လျန်းကတော့သူမကိုအပြစ်မတင်ပါဘူး။လုံခဲ့တဲ့သုံးနှစ်လုံးလုံးသူ့သားကိုအဆက်မပြတ်ချဖွေခဲ့ပေမဲ့အခုလိုသူမရဲ့ဝန်ခံချက်ကသူ့သားကိုရှာတွေ့ဖို့မျှော်လင့်ချက်ကိုပိုတိကြစေတယ်လို့ပြောပြပါတယ်။ဒါကသူဘလောက်ကြကြရှာရပါစေ၁၀နှစ်ဖြစ်ဖြစ်အနည်း၂၀ဖြစ်ဖြစ် တနည်းမှာတော့သူသားကိုပြတ်တွေးမှာပါဆိုရယုံကြည်မှုကိုရစေကြောင်းလည်းပြောပြပါတယ်။ခြံကလည်းသူ့ဘဝဝင်ကူမဲ့ကြောင်းပြောပြီးလူကွမ်းကအဲ့ဒီချိန်မှာရိုက်ဖိခဲ့တဲ့တပ်ပုံတွေရှိလားလို့မေးလိုက်ပါတယ်။ရန်ကတော့သူအဲ့ဒီတုန်းကရဲတွေကိုတဲလွန်စားပေးနိုင်မှုတပ်ပုံတွေကိုစစ်ကြည့်ပေးမယ်မရှိကြောင်းပြောပါတယ်။ခြံကတော့သူကန်နဲ့ဖုန်းဟာလွန်ခဲ့တဲ့တုန်းကဟာမှန်းသိလိုက်ပြီးသူတို့ပုံတွေကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ပုံတွေပုံကိုတွေ့ရရပါတယ်။ဒီပုံကတော့အဲ့ဒီနေ့ကသူတို့ရိုက်ခဲ့တဲ့အယုတ်ပုံလေးဖြစ်နေကြတာပါ။ဒီလိုနဲ့ခြံဟာတပ်ပုံလေးကနေသူတို့ရဲ့ကိုယ်ထဲကိုဝင်လိုက်နိုင်ပါတယ်။ သူပြန်ပေးဆွဲမခံရခဲ့အချိန်ကိုဝယ်ရောက်နိုင်ခဲ့ပေမဲ့လူကွမ်းကသူပြန်ပေးဆွဲသမားရဲ့အရေးအယောင်နဲ့ကလေးကိုဘလူပြန်ပေးဆွဲသွားလဲမတွေ့ရကြအောင်ပြောပါတယ်။ချန်ကလည်းဈေးဝယ်သူတွေများကြီးရှိရတဲ့အတွက်ဘလူပြန်ပေးဆွဲခံရလဲဆိုတာကိုနားမလည်ဖြစ်နေပါပဲ။ဒီချိန်ဘော်လုံးလေးတစ်လုံးကချန်ရဲ့အောက်ကိုလိမ့်လာပါတယ်။သူကောက်ပိုင်လိုက်တဲ့ချိန်မှာပဲရုံမာတဲ့ပြုံးတဲ့တော်ကြီးတယောက်ကသူ့နောက်ကိုရောက်လာပါတယ်။ဒီလူကသူ့စီကဘော်လုံးကိုပြန်တောက်လိုက်ပြီးချန်ဟာဒီဘော်လုံးကနေပွေးပြန်တဲ့အနက်တမျိုးကိုရလိုက်ပါတယ်။လူကွမ်းရုတ်တရက်တားလိုက်ပြီးမှလည်းနောက်ကျသွားခဲ့ပါပြီ။ဒီချိန်ချမ်းရဲ့တိစိတ်ကဝေဝါးသွားပြီ ဒီလူရဲ့ခေါ်ဆောင်ရကိုအလိုလျောက်လိုက်ပါသွားခဲ့ပါတယ်။လူကွန်းကသူ့ကိုလမ်းခေါ်တတိပေးနေပေမဲ့လည်းသူဘာမှမလုပ်နိုင်ဖြစ်နေခဲ့ပါတယ်။ခြောက်လင်းတို့သူ့ဘေးနားကထွက်သွားတဲ့အချိန်မှာလည်းသူ့နာမည်ခေါ်ဆောင်ကိုကြားလိုက်ရပြီးသူလှည့်ကြည့်လိုက်တဲ့ခါမှာတော့ခြောက်လင်းကချန်ကိုဘာကြောင့်တရောက်နေရတယ်မင်းနီလားတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ချန်ပြန်ဒိုးလာတဲ့ခါမှာတော့ညဘက်ချိန်ကိုရောက်နေပြီးလူကွန်းကသူ့ဆေးကြောင်အချိန်တော်ကြာပြီးပြောသွားတဲ့ကြောင်းအသိပေးပါတယ်။ဒါကြောင့်သူတို့မှာအချိန်ဆက်နှစ်နာရီပြီးဖို့တိတ်မကျန်တော့ကြောင်းလည်းပြောပါတယ်။ဒီချိန်ပြန်ပြီးဆွဲတဲ့သူကခလောဆွဲနေပြီးချန်ကလည်းကျေလွန်စားရရှာကိုထားလိုက်ခဲ့ပါလေ သူတိတ်တိတ်လေးဒီရခနာကိုချင်းကလာပြီသူ့ရဲ့အိတ်ကိုရှောက်ဖွေဖို့လုပ်ပါတယ်ခြံအိတ်ကိုပြေးပြေးချင်းဖွင့်လိုက်ပြီမှတ်ပုံနေကက်ကိုချနိုင်ခဲ့ပေမဲ့အထက်ကအဆောင်ကျိုးတွေတော့ရနေညိနေပါတယ်မကောင်းစားတွေကြလို့ပြီးအဲ့လိုတရေတစီတွေကိုကြတော့ကြောက်နေတဲ့အတွက်ခြံကသူ့ကိုပြစ်တင်နေပါတယ်နောက်ဆုံးသူကက်ကိုထုတ်နိုင်ခဲ့ပေမဲ့အထက်ကပစ္စည်းတွေပါပြုတ်ကျလာပါတယ်တရေခန်လိုးသွားပြီထင်ပြီးသူကြောက်လန့်သွားပေမဲ့ဒီလူကတော့အိတ်နေသေးပါဒါကြောင့်သူကက်ကိုကောက်ယူလိုက်ပြီးတရေခန်ရဲ့နာမည်နဲ့မှတ်ပုံနေအမှတ်တွေကိုလူကွမ်းအပြောပြလိုက်ပါတယ်ဒီချိန်သူ့နောက်ကနေတရေခန်ထလာပြီး ဆေးအရှင်ကဆော်ပြီးပြီးသွားတဲ့အတွက်မိကုန်ထုတ်နေတဲ့တံကိုကြားလိုက်ရပါတယ်။သူလှည့်ကြည့်လိုက်တော့ဘာမှမတွေ့ရပဲရှေ့ပြန်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကိုပြူးကြည့်နေတဲ့တရားခံကိုတွေ့လိုက်ရပါတယ်။သူအလန့်တရားဖြစ်သွားပြီးရှေ့ခန်းမှာလူဝကြီးလူဆေးဝန်တင်ပေးခဲ့တဲ့ကောင်းငင်ဘုံကိုပိုးချင်းတိုက်ခွန်းနဲ့ချက်ချင်းထိုးပစ်လိုက်ပါတယ်။ထိုးချက်ကတရားခံကိုနောက်ပြန်လွင်သွားစေပြီးရှေ့သွားတစ်ချောင်းမှာကျွတ်ထက်သွားစေခဲ့ပါတယ်။တရားခံပြန်ထလာပြီးသူ့ကိုဖမ်းမိုးလို့ပြင်မယ်။ခြံကားရှောင်လိုက်ပြီးသူ့မျက်နှာကိုဖိအားလိုက်ပါတယ်။အဲ့ဒီနောက်သူကတရားခံကိုမင်းဟာနောက်သုံးနှစ်အကြာမှာအဖမ်းခံရမယ့်အကြောင်းနဲ့ ဒီကလေးကိုကောင်းကောင်းခရူးဆိုင်ထားဖို့ပြောလိုက်ပါတယ်။ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ဖို့ပြောပြီးသူဘသူလဲလို့တရားခံကမေးတော့မင်းရဲ့ဘိုးဘေးလို့ပြန်ဖြေခဲ့ပါတယ်။ဒီအချိန်အချိန်ဆက်စံလိုက်လဲပြီးတော့ခဲ့ပြီးချန်လေးအဲ့ဒီကနေပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကလေးရဲ့ပြောင်းလဲသွားတဲ့အမှုရာကိုမြင်တော့တရားခံကသူ့ဘိုးဘေးတွေတကယ်စဉ်သက်လာတယ်လို့ယုံကြည်သွားပါတော့တယ်။နောက်နေ့မှာတော့ကလေးကလည်းမိသားစုနဲ့ပြန်ဆုံပြီးတရားခံနဲ့အဖန်ခံရရပါတယ်။ဒီအချိန်ရဲအရာရှိချောင်းလေးကချန်စီကိုလာပြီးသူတကယ်တဲ့ပုံနဲ့ဝင်နေတာလားမိကုန်းထုတ်ပါတယ်။ချန်ကြီးကိုကြိုးစားပြီးမဲ့ရဲရီစီမှာ လွန်ခဲ့တဲ့၃နှစ်ကကင်မရာမှတ်တမ်းဗီဒီယိုတွေရောက်နေတဲ့ချမ်းရဲပုံရှိနေခဲ့ပါတယ်။ရှောင်းလီကချမ်းကိုစိတ်အေးအေးထားဖို့ပြောပြီးသူသူ့ချီကအကူအညီတောင်းချင်ုံပဲလို့ပြောပါတယ်။အဲ့ဒီနောက်သူလိုက်နေတဲ့လူတက်မှုကြီးရဲ့ချက်လက်တွေပေးဖို့လုပ်ပါတယ်။ဒါပေမဲ့လူကန်ကတားလိုက်ပြီးမရှင်မလုတ်ခင်သူ့ကိုအရင်မေးတင်တယ်လို့ပြောကဖိုင်ရွေးတွေကိုထုတ်ကြည့်ပါတယ်။အထက်မှာပထမဆုံးပေါ်လာတာကတော့မကြသေးခင်ကအသက်ခံရရတဲ့ MI ပုံပါ။